လောက်တန်တက်ဖြတ်ခံခဲ့ရတဲ့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်နဲ့ဖေဒူမေခွဲအကိုကင်ဂျွန်နဲ့အလောင်းကိုဘာဆက်လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီးအဆိုရကမကြခင်ထုတ်ပြန်ကြေညာတော့မယ်လို့မလေးရှားကျမကြီးဝန်ကြီးကပြောကြားလိုက်ပါတယ်။ မလေးရှားဝန်ကြီးချုပ်ယုံအပါအဝင်ပါတီအသီးသီးနဲ့မြောက်ကိုရီးယားအစိုးရဟာကင်ဂျွန်နန်ကိစ္စရပ်နဲ့ပတ်သက်ပြီးဆွေးနွေးနေကြဆဲဖြစ်တယ်လို့လည်းကျန်းမာရေးဝန်ကြီးအစိုးရသိရပါဗယ်။အစိုးရကသူ့ရဲ့ဆုံးဖြတ်ချက်ကိုမကြခင်ထုတ်ပြန်တော့မှာဖြစ်ပြီးအဲ့ဒီတင်ညာချက်ဟာဒီနေ့မှတော့ထွက်လာနိုင်ပါတယ်လို့ကျန်းမာရေးဝန်ကြီးကမတ်လ26ရက်နေ့ကပြောကြားခဲ့တာဖြစ်ပါတယ်။ကင်ဂျွန်နန်အလောင်းကိုမြောက်ကိုရီးယားကိုပြန်ပို့မလာလို့မေးတဲ့အခါကျမရဲ့ဝန်ကြီးကသူမသိဘူးအစိုးရကမကြခင်ကြေညာချက်ထုတ်မယ်လို့ပဲသူ့ကိုပြောထားကြောင်း ဖြစ်နိုင်ခြေအများဆုံးကတော့အဲ့ဒီကြေညာချက်ကိုဝင်ကြီးချုပ်ကကြေညာသွားမှာဖြစ်ကြောင်းနဲ့ကျမ်းမာရေးဝန်ကြီးဌာနကဘလို့ဆုံးဖြတ်ချက်ကိုမဆိုလိုက်နာသွားမှာဖြစ်ကြောင်းပြန်လည်ဖိတ်ကြခဲ့ပါတယ်။ဆက်လက်ပြီးတော့လေ၎င်းကကင်ဂျုံနန်သေဆုံးတဲ့အကြောင်းရင်းဟာသူတို့ရဲ့စစ်ဆေးတွေ့ရှိချက်တွေနဲ့ကိုက်ညီကြောင်းကင်ဂျုံနန်အသက်ခံရမှုနဲ့ဆွဲချက်အတင်ခံထားရတဲ့အင်ဒိုနီးရှားနဲ့ဗီယက်နမ်မျိုးသမီးနှစ်ဦးအမှုကိုလည်းဆက်လက်ကင်တွယ်သွားမယ်လို့ပြောခဲ့ပါဗျ အလောင်းကိုအတည်ပြုပေးဖို့တည်ဆုံးသူရဲ့ဆွေမျိုးတွေကိုအခွင့်အရေးများစွာ ပေးခဲ့ပြီးဖြစ်တယ်လို့သူတို့ပေါ်မလာရင်တော့အစိုးရကဆုံးဖြတ်ချက်တစ်ခုကိုခြောက်သွားရမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။